ဒီဘောမင်းလက်ထက်ကျတော့ဘုန်းကြီးလူတွေတော့သွားရောဟုတ်လားဘုန်းကြီးလူတွေနိုင်ငံရေးမသိပညာရေးမသိဘုံမသိဒီမသိလောက်လိုက်တာဘာဖြစ်သွားတိုင်းပြည်ပြတ်သွားတာဒီတိတိပြောပြီးခဲ့ဆိုတော့ဒါတရားခစ်တယ်ဗျာတရားခစ်တယ်ရဲ့မျိုးပြတည်သောပုံကလည်းထူးခြားတယ်အိမ်တွေကိုဒီသူအဆောင်းလိုက်အရှိတောင်အနောက်တောင်အဲ့လိုမျိုးအဆောင်းလိုက်တွေစောက်တာဘာဖြစ်လို့ဒီလိုခက်ဆောင်းဆောင်းစောက်တာလဲပေါ့ဆိုတော့ဒီရတို့ကမြန်မာပြည်ရဲ့ငလျင်ကျော်ကြီးရှိတယ် ဘလူးကျွန်းကနေပြီးတော့မြန်မာပြည်ထိတ်ကချင်ပြည်နယ်ကြီးပေါက်သွားတရုတ်ပြည်ကြီးရောက်သွားငလျင်ပြည့်ရွေကျော်ကြီးရှိဒီနေ့အဲ့ဒါကြောင့်မြစ်ဆုံကိုလို့ရင်အဲ့ဒီငလျင်ကျော်ကြီးပေါ်ရှိနေတယ်အန္တရာယ်များတယ်လို့ပြောကြတယ်အဲ့တော့မြန်မာပြည်ကိုအောက်ကနေဖောက်သွားလိုက်ရင်ဘလူးကျွန်းကနေကိုထိတ်တက်တဲ့အားအားငလျင်ကျော်ကြီးပဲတောင်နဲ့မြောက်ဆောက်ရင်တက်တဲ့ဆောက်ရင်အစာအုပ်တွေဆောက်ရင်ထချင်းချမ်းတော်တာဒါငလျင်လို့ရင်အဲ့တိုင်အမြဲတမ်းပြတ်တယ်ဒါကြောင့်တရခိတ္တရာဆောင်းပြီးတော့သူဆောက်တာဒါကြောင့်ငလျင်မှမပြတ်သေးဘူးတရခိတ္တရာမျိုးကြီးကနန်စောနန်ကြောင်လို့ခေါ်တယ်တရုတ်တက်တွေဖြက်စီးတဲ့ကမီးရှို့တဲ့ကတော့မကော်ဘူး ဲ့တော့တေယခိတ္တရာကိုအပြီးဖြတ်ပစ်လိုက်တာဘယ်သူဖြတ်တာအနောရထဖြတ်ပစ်လိုက်တာဘာဖြစ်လို့ဖြတ်တာတော့အဲ့တော့တေယခိတ္တရာမျိုးဟောင်းကြီးရှင်များယနေ့ခေတ်လို့ဆိုရင်သဘုံတွေပါတွေမျိုးပြတစ်ခုတိဆောက်လို့ရလောက်အောင်သူ့ရဲ့ structure တွေကကျန်းနေသေးတယ်အဲ့ဒါဆိုရင်ဗကံကိုပြန်ပြီးတော့တော်လန်ပုံကံပဲပုံကတေယခိတ္တရာကိုအခြေပြုပြီးတော့မျိုးပြနိုင်ငံတွေတိဆောက်ပြီးတော့တော်လန်နိုင်လိုက်အဲ့ဒါကိုသိတဲ့အခါအနေနဲ့ဒါအရေးတေခိတ္တရာကိုအမှုတ်ကြိတ်ပြတယ်။ဒါကြောင့်တေခိတ္တရာရဲ့နောက်ဆုံးပြတ်တာကတော့ အနော်ရတာဖျက်လိုက်လို့ပြတ်သွားတာပါတို့တော့တရုတ်လက်ထက်မှာနေရအခုနပြောတယ်နန်းစောင်းနန်းကြောင်တွေတိုက်လို့ဒီခေတ္တကသူ့ပြည်နာဂရစိန်နာမင်းလက်ထက်မှာအပြီးပြတ်သွားတယ်လို့ယူဆဒီချင်းမှုလေထုံသားအစင်လာတွေကိုဖျက်ဆီးဖို့အတွက်တော့စာအုပ်စာပေတွေမရှိတော့ဘူးမလို့ဘူးတဲ့ဖုန်ကြီးတွေစာဖတ်အောင်လုပ်လိုက်ပေါ့ဟုတ်လားလူတွေစာဖတ်အောင်လုပ်လိုက်တယ်ဒါပဲ စံဖတ်ဘူးလေစံဖတ်တော့ရှင်ပြတယ်ဗါလို့အမြင်ကျင်မှလားမြင်ကျင်မှလားအမြင်ကျင်တော့အငင်းတန်တယ်အမြင်ကျင်တော့အငင်းတန်တယ်အဲ့ငင်းနေတဲ့ပုံကိုယ်တွေကအမြင်ကျင်လို့အမြင်ကျင်ဩော်ဒါဒါပဲကျန်းကဆိုတာအာဒါပဲရှုတော့အောင်ဆိုတာဒါကအခက်ပြန်ရဆိုတာဒါကမြေပြင်ထောက်တာတွေရတွေ့တာဒါကဘာကြောင့်ဖြစ်နိုင်လဲအမြင်ကျဲသွားတာနဲ့ရှင်ပြသူကငင်းစရာမလိုတော့ဆွေးနွေးဖို့ပဲလိုတော့အဲ့မှာ negotiation လုပ်ယူလို့ရတယ်ဒီပြတော့ညှိနှိုင်းယူလို့ရတယ်ဆွေးနွေးယူလို့ရတယ်တိုင်ပင်ယူလို့ရတယ်အဲ့ဆိုအမြင်ကျင်တော့ဖင်ပိတ်ညင်တာပေါ့ဗျာညင်တာတော့ရိုးညင်တာမဟုတ်ဘူး ဟုတ်လားအပေါ်ကအတန်ထွက်လို့မလားလို့အောက်ကအတန်တွေပါထွက်မှာသလိုဖင်ပိတ်ညင်းတာဗျညင်းချင်းတော့အငင်းတန်တယ်လေညီမတို့စာမဖတ်ဘူးဆိုတဲ့ပုံကိုယ်တွေကအငင်းတန်အငင်းကောတန်တဲ့ပုံကိုယ်တွေကစာမဖတ်ဘူးတို့မို့ဖတ်ရင်လည်းတို့မျိုးပဲဖတ်လားသူမြင်တဲ့ကြမ်းသူတိထတာအခိုင်မှာအဲ့လိုမျိုးမဆွဲရအောင်ခုတမိုင်းမှာရှင်များတို့ကြည်လိုက်ယူစားတယ်မျိုးမျိုးမရှိဘူးလားဗျာအမြင်နေအများကြီးမရှိနိုင်ဘူးလားအဲ့ဒါဆိုတော့အမြင်ကျဲကျဲအတွေးခေါ်ကျက်ကျဲနဲ့ထားမှာဗျာယူလို့မသိဘူးကြာတော့ဗျာရပြောကျဲမှာမျက်စိကျဲမှာယူလို့ဘာကျင်းနေလဲ ဖင်ကောင်းကျယ်နေတယ်ခါနော်အဲ့ဒါဆိုဆရာတော်ကြီးပြောတာတော့ဆရာတော်ကြီးရဲ့စကားဆိုတော့တန်တာပေါ့ဗျာဒီလိုပြောရင်တော့ရိုင်းနေနေရှိမှာအဲ့ဒါဆိုဒီလိုတို့အချင်းတွေကတော့ဒီတိုင်းပဲဗျာဘုန်းကြီးတွေဆိုတာအရှင်များလို့သာနဲ့ဘုန်းကြီးဘုန်းကြီးနဲ့စာကန္တာဒုဒဝိပဒနာဒုဒကန္တာဒုဒဆိုတာအရှင်များတို့ပရိယတိတင်တတ်တတ်မဟုတ်ဘူးဗျာဘာကန်တော်ဆရာတော်ဘုရားကြီးတို့လေဒီဆရာတော်ဘုရားကြီးတို့လေ့လာကြည့်လိုက်စာတွေဘလောက်ဖတ်တယ်လဲဆိုတာခေမြင်နေဘလောက်ရှိတယ်လဲဆိုတာအရှင်များတို့တွေ့လိမ့်မယ်အဲ့ဒါဆိုတော့ပရိယတိစာပေလောက်နဲ့တင်အရှင်များတို့လူတွေကိုသဘောပေါက်အောင်ပြောဖို့လွယ်ဘူး လူအချင်းတွေလူစရိုက်လူအတွေ့အကြုံအချင်းတွေခက်ခဲတွေကိုနားလည်ဖို့လေအစာတွေလည်းဖတ်ရတယ်အဲ့ဒါကြောင့်မလားလူတွေကိုထိရောက်တဲ့စကလုံးဝေါ်ဟာတာတွေကြွကြဲဝါးဝါးနဲ့ရှင်များတို့ပြောနေမယ်ဒါဘောဘောကြီးဖေဟာဒါဒီဖေဟာလေဖေဟာရှိရဲ့တင်းจิตတော်တို့ညှဲ့ရိုးတော်ရှိတယ်လို့ယူဆကြတယ်အဲ့ဒါကိုအနဝေဒါဖြိုးချပြီးမှအဲ့ဒါကိုပင့်သွားတယ်ခနေ့ရွှေသီးကုံဖေဟာမှာရှိတယ်အထက်မှာအကောင်းမို့လို့အလဲမှာရွှေသီးကုံအောက်မှာရွှေတကုံမြေမိုင်းမှာတကူကြီးဖေဟာကြီးသုံးစုတွေ့လားဗျရွှေတကုံရွှေသီးကုံဆရာတော်က အနန္ဒဘုရားကိုတည်ခြင်းတာဘုံဘုံထက်မှကောင်းမှုလို့ကချင်ပြည်နယ်မှာရှိတဲ့ပူတာကိုတပြီးတော့သုံးောက်ရောက်ပြီဖျားလောင်းဆက်မင်းရွှေဆက်မင်းဘွားဧကသာနေခဲ့တဲ့နေရာမေခမြစ်ဘေးမှာအထက်မှကောင်းမှုလို့ယူတယ်ရှင်မြတိမ့်နဲ့ကြည်ဘုရားဘာသာရှိခဲ့တာအခုဘုရားဘာသာ၄000မပြည့်တော့အခုရုတ်သွားပြီရှင်ဝုန်းဆိုကြသွားလိမ့်မယ်ရှင်မြတ်ပြင်ကြည့်တော့ကမ္ဘာမြေပုံနဲ့ပြရှင်မြတ်တို့ဒီလိုသာသနာအခုဖုံးကြီးချင်းချင်းမြင်တယ်လို့ကျဲနေတယ်ထင်ရကမ္ဘာအမြင်နဲ့လှမ်းကြည့်လိုက်ရင်ဒီပြတော့ပစ္စည်းလေးကျန်တော့တာဘုရားအိုးမှာတိမ့်နဲ့ကြည်ဘုရားဘာသာရှိခဲ့တယ်အခု၄000မပြည့်တော့ဘူး ကုံပြီကုံပြီကုံပြီအဲ့ဒါဆိုတော့အထက်မှာကောင်းမှုလို့ကောင်းမှုလို့ဘုရားကြီးရှိတယ်အလဲမှာရွှေသေးကုံပကံရွှေသေးကုံဘုရားအောက်မှာရွှေတကုံနော်ဒီလိုမြန်မာပြည်မှာတကူကြီးဘုရားအသုံးသူဆိုတာရှိတယ်တေခိတရာခင်မှာခုနှစ်နှစ်ဆိုရင်ကိုရင်ဝက်ယောက်ျားလေးဆက်သွား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 ဟောပြီ20ပြည့်ပြီဒီကိုရင်ဝက်ရှင်တော်ကိုပရိယတိသာပြီမလဲကြသွားတောင်သူလုတဲ့ဟာတွေပါတင်တော့လူထွက်အမျိုးသမီးလေးဆိုတာမနေမှာ ။ဒါမဏိမဝေရမရဆိုပြီးရင်ပါလိုက်မယ်။ဒါမဏိမဝေခုနှစ်နဲ့သမီး၆၆နဲ့သမီးဆက်မနေချင်းရကန်ရတာဘာလို့တားရတာတွေအိမ်မှုကိစ္စတွေသင်အိမ်အောင်ရတာပြုလို့ရ။တိုးတော့ခုနှစ်နှစ်ဆိုရင်ကိုရင်ဒါမဏိမအကုန်ဝေရတယ်။ဆိုတော့တာနာတို့မှတာနာပေါ့ဝင်ငယ်ဘူးတဲ့သူမရှိသလောက်ပဲ။ဒီခစ်တရားတာနာလောက်အာကောင်းခဲ့တာပဲ။ဒါလောက်အာကောင်းခဲ့တယ်။အဲ့တော့ဒီတော့ဒီမှာမိကောတခုမှာမြန်မာပြည်တို့ဘုရားကြွမကြွမြတ်စွာဘုရားရှင်ကပထမဝါလွန်မြောက်တဲ့ကရေသိမ့်ညီနောင်ရှင်တထောင်ကိုချေချွတ်ရင်းနဲ့တကူပေါင်း3800ကျော်၄000ဝန်းကျင်ပြတယ် သုံးလားလောက်ကြာเนาะဒါရှင်များတို့ဘုရင်တပိုင်းမှာရှိပြီးသားအဲ့လိုတူကိုပြနေရင်တဲ့ဒီနေ့ကျတော့ဟာဒီယသိတထောင်ကိုအဲ့မှာတို့ကယသိပူဇော်ပွဲရှိတယ်အိန္ဒိယမှာဒီနေ့မြတ်စွာဘုရားရှင်ဆုံးခံမှာကြွရင်ကောင်းပါပဲလို့ရာသီဝမျိုးလူမျိုးသားတွေကစိတ်ဒီလိုဖြစ်တယ်ယသိတွေကိုဥသာပေးပြီးတော့ပြုစုချင်လို့အဲ့ချိန်မှာမြတ်စွာဘုရားရှင်ကတိတဲ့အခါကျတော့ဟောမြောက်ကျွန်းကိုကြွသွားပြီးဆုံးခံတယ်မြောက်ကျွန်းကနေဆုံးဖုံးပေးပြီးတဲ့အခါကျတော့ဟောဒီပြီးတော့တို့မဟာဝေဥယျာဉ်ကြီးပေါ့ဒီလင်ကနော်မဟာဝေဥယျာဉ်ကြီးလောလော လောဟပါဒရကျင်းပြတ်တဲ့ကြီးဖြစ်လာပြီးရင်ထာဂရကျမ်းပြုစရာတော်ကြီးရှင်မဘုဒ္ဓဂေါတသမိုင်းနဲ့ချိန်ပဲအဲ့ဒီဖြစ်နေတဲ့အဲ့ဒီမဟာဝင်ဥကြီးတွေမှာမြတ်တော်ဘုရားရှင်ကနိရောဓဖလားသမိုင်းဝင်စားဝင်စားပြီးတဲ့ကမြန်မာပြည်ဖိုးဦးတော်ထိပ်ကိုကြွလာဒီနေ့ပြည်အနောက်ဘက်ကဖိုးဦးတော်ထိပ်အဲ့ဒီမှာရှင်မြတ်တော်ဘုရားရှင်ရဲ့အုံသလုံးအုံသလုံးတော်နတ်မြတ်တော်ဘုရားရှင်ရဲ့ချက်မှာပေါက်တဲ့ချက်မွေးတော်ပြီးတဲ့ကကျတော့ခြေဘုံမှာပေါက်တဲ့မွေးညင်းတော်အဲ့ဒါတွေကိုဒီနေ့ပြည်ရွှေဆန်တော်ဘုရားမှာလေးသူတက်ဆန်ရွှေဆာရံ ။အဲလေးသူတက်ပြောရွှေစံတော်သူတတနာတောင်တော်ထိမှာအေဇိကနဲ့ဗန်လိကပြောကြည့်ပါအောင်ဗျ။ပြန်ပြောပါ။တပုဒ္ဒနဲ့ဗန်လိကတပုဒ္ဒနဲ့ဗန်လိကကဩဂလာပါတိုင်းသားစံတော်ပင်ခဲ့တာအခုအေဇိနကနဲ့ဗန်လိကမကွေးသားမကွေးမျိုးတက်ကအဲ့တော့မြန်မာပြည်ထံပဲအောက်ပိုင်းကိုတော့စံတို့ပဲတို့ငပိတို့အပေါ်အညာသားလေးတွေနဲ့အပြန်လန်းအေရော်ဒီမြစ်ကနေကုန်ကုနေတဲ့သူတွေအဲ့ဒါတော့မြတ်စွာဘုရားရှင်ကိုဒီဘလူးတဲ့နဂါးတွေကနေပြီးတော့ ဒီစံတော်တွေခုနပြောတဲ့ဒီမွှင်းရင်တော်တွေအလူခံပြီးတဲ့အခါနောက်ဧဇက်ကနဲ့ဗလိကနဲ့ရောက်လာတဲ့အခါသူတို့ကဘုရားတည်လိမ့်မယ်လို့မြတ်စွာဘုရားပြားရိတ်ပေးခဲ့တယ်။အဲ့တော့ဧဇက်ကနဲ့ဗလိကတော့ဣသိကတို့ဗလိကတို့ရောက်လာတဲ့အခါကျတော့ဒီကုံသိန်းကြီးနောင်ကအဲ့ဓာတ်တော်ကျုပ်ကြီးတွေကကောင်းကင်နေကြလာတဲ့ဓာတ်တော်ကျုပ်ကြီးရဲ့ဓာတ်တော်တွေကိုခနေ့သူတသနာတောင်တော်မှာပူတော်တာခနေ့ပြီကရွှေစံတော်ဘုရားဆိုတာအဲ့ဒါပဲ။ဘုရားရှင်ရဲ့စံတော်တွေအုံစလုံးတော့ပါမယ်။မွှင်းရင်တော့ပါမယ်။အဲ့ဒါကိုစံတော်လို့ပဲပေါင်းပြောတာပါ။ မြမရင်မှာဖရာဟာပထမဝါလွန်းနေရတစ်ချိန်ကြွခဲ့တယ်နောက်တစ်ခုပါလဲဗျာသန္တာသူရိယမင်းရခိုင်မင်းပါဗျာနော်နန်းဆန်နေနသက်ကြောင့်ပါမြမပြီမြတ်ဗုဒ္ဓဟာမာတဂရီ1နှစ်သုံးတင်းနှစ်သုံးဆိုဘယ်နှဝါဖြစ်သွားလဲဝါတော်20ကစုံလာပြည့်ဘောဓုနေ့မှာဘာဖြစ်တာလဲနောက်ပါယန္တာ900နဲ့တကွာကြွလာတယ်တဲ့မာမြတ်မုနိဖရာသပိုင်းမှာကြည်မာမြတ်မုနိဖရာရခိုင်ပင်လာတာဟုတ်ဗျာရခိုင်မှာသန္တာသူရိယမင်းလက်ထက်ကအဲဒါဆိုခြေရွာချက်ခဲ့တာတွေလည်းတွေ့ ်နောက်တစ်ခုပါလဲဗျာရာမညာတိုင်တထုံကြီးတရားရာသာမင်းလက်ထက်ဖျားကြွလာကြောင်းကြိုက်တီယိုဖျားသပိုင်းမှာ ဖတ်ပါဗျာနောက်တစ်ခုပါလေဒကောင်မျိုးရွှေသီးကုန်ပြားသမိုင်းဒီတော့ပြောပြီနော်ရွှေသီးကုန်ပြားတိုက်တူးလို့ပြိုးသွားပြီအခုတော့အုပ်ပုံကြီးရှိသေးတယ်ရှိသေးတယ်နော်အုပ်ပုံကြီးရှိသေးတယ်အုပ်ပေါင်းအုပ်ချက်ပေါင်း9,000 9,980တိန်တောင်ကိုအုပ်တစ်ချက်အဲ့ဒါဆိုတော့မိသားစုပေါင်းအလောက်ရှိတယ်အခုခေတ်နဲ့တွေ့တော့မန္တလေးမြို့ရဲ့လူကြီးလောက်ရှိတယ်ဒါဆိုတော့ဒကောင်ကတချိန်ကမြို့ကြီးကိုအကြီးဖြစ်ခဲ့တယ်ဆိုတဲ့အထောက်ထားသေးရတိန်တောင်ကို9ယောက်နဲ့တွေ့9ယောက်ကို9,000 9,980မြောက်ကြည့်လိုက်ပါဗျာပြန်ပြန်9ယောက်နဲ့တွေ့ကြည့်လိုက် ဲ့ဆိုအများကြီးပဲလူကြီးတန်းတဲ့ချီရှိတယ်တကောင်းမျိုးကြီးကစီကားခဲ့တဲ့အချိန်ကကိုင်နောက်တစ်ခုပါလဲဗျာဗကန်သမိုင်းများမှာလည်းဘုရားရှင်ကိုယ်တိုင်ကြွလာပြီးတော့ဗျာဒိပေးခဲ့တဲ့တန်းကြီးတော်သမိုင်းမှာတွေ့ဟုတ်လားအဲ့ဆိုတန်းကြီးတော်ပေါ်ကြွလာတဲ့အခါတပည့်တော်တို့ဆလင်ကခွေးနရတုတရုတ်ပြင်းမင်းဖြစ်မဲ့ပုံကိုလေသူကအဲ့တော့ဘလူးပေါ့ဘုရားကိုအင်ပတ်ကြီးမိုးပြီးတော့ပူဇော်ခဲ့တယ်လို့ပြောတယ်ဒါကြောင့်သူကဗကန်သမိုင်းမှာ၃ချိန်မင်းဖြစ်တယ်ဒါပေမဲ့တစ်ချိန်တစ်ချိန်မှာဘာမှမကြပါဘူးဆလင်ကခွေးဆိုတာ အနော်ဒါတော့မတိုင်ခင်နဲ့မင်းခွေးချေးလို့လည်းခေါ်တယ်ဆဲလို့တတ်ခါနောက်တရုတ်ပြေးမင်းနောက်နရတုလောင်းစီတူကိုတတ်ပြီးတော့ဓမယန်ကြီးဖျားတည်တယ်အဲသူဘလူးဘွားဖျားကိုအင်ဘတ်မိုးပြီးတော့ထီးတော်လှူခဲ့တာပါဗျာအဲ့ဒါကြောင့်သူပကံမှာမင်း30ပြန်ဖြစ်တယ်လို့ပြောတယ်တန့်ကြည့်တော်သမိုင်းမှာလည်းဖတ်ကြည့်လို့ရကိုင်နောက်တစ်ခုဖတ်ကြည့်ပါရဲဗျာဘုရားရှင်ကြွလာပြီးတော့မန္တလေးမြို့ကိုဗျာဒိတ်ပေးတယ် နော်အဲ့ဒါတော့မန္တလေးတောင်ပေါ်မှာဗျာဒိဖျားရှိတယ်ဗျာစာနာမှုခေကပါလို့တယ်သားမြတ်ကိုဖျက်ပြီးတော့လှူတယ်အရှင်များတို့ဒီအပါလေးတဲ့ကြော်တွေကတပားလောက်ပဲတန်တန်တွေထွက်တာလားအဲ့ဒါဆိုစာဖတ်ကြပါလို့ဒီရောအဲ့ဒါလေးပြောချင်ပါလားခိုင်ဟုတ်ပြီဒီတော့တေခရယသမိုင်းကိုနတ်ဘန်တစ်ချိန်မှာဒီတော့ထပ်ပြောပါ